ကျွန်တော်တို့ရှင်းနေတဲ့မိတ်ဆွေတွေရှိရှင်းနေတဲ့တငယ်ချင်းတွေရှိတဲ့ဒီအဖွဲ့ကကြဘလို့မျိုးလုံးလုံးတယောက်နဲ့တယောက်အဖွဲ့အောင် Okay အားလုံးမင်္ဂလာပါလောကကြီးထဲမှာလူကောင်းလည်းရှိတယ်လို့မင်းကိုမကြိုက်တဲ့လူလည်းရှိတယ်လို့မင်းကိုကြိုက်တဲ့လူလည်းရှိတယ်တချို့ကမင်းတို့အဖွဲ့မှာအရန်တောက်ပတ်နေတဲ့အဖွဲ့တစ်ခုဖြစ်တယ်တချို့ကြတော့မင်းတို့ကိုကြည်လို့မရတချို့ကြတော့မကြည်နဲ့ဘူးဒါပေမဲ့ तू မကြည်နိုင်လဲဘယ်လိုလုပ်လို့ရမှာလဲမင်းတို့အဖွဲ့ကတောက်ပတ်ပြီးတော့ ဘသူမှလိုက်ရှင်လို့မရဘူးမင်းတို့အဖွဲ့ဆိုဘယ်လိုမျိုးပျော်ကွဲအောင်ဘယ်လိုမျိုးထိုးဖောက်နိုင်အောင်ဆိုတာကျွန်တော်ပုံမြင်တစ်ခုပြောပြပေးမယ်တနေ့မှာကျွဲလေးကောင်ရှိတယ်အဲ့ဒီကျွဲလေးကောင်ကဆန်တော့မဝေးမခွာဘူးကက်ကက်လေးနဲ့ပဲသူတို့အဖွဲ့နဲ့ပဲမြင့်တွေစားမယ်စားစားတွေစုမယ်အဲ့ဒီမှာကြားတကောင်ရှိတယ်ကြားကအချင်းနေကြည့်နေတယ်စောက်ကြည့်နေတယ်ဒီအဖွဲ့ကိုအစားစားဖြစ်အောင်ပြောင်းလဲဖို့ကသူဝင်တိုက်လို့မရဘာဖြစ်လဲဒီမှာအဖွဲ့စည်းနဲ့ဖြစ်တဲ့အတွက်ကြောက်ဆန်တော့သူကတယောက်ထဲနဲ့လေ တိုက်လို့မနိုင်ကြိုက်လို့လည်းမရအဆင်မပြေဘူးတနေ့မှကြာကအကြံဉာဏ်ထုတ်အဲ့ဒီအဖွဲကကြွဲတကောင်နဲ့တွေ့တယ်တွေ့ပြီးတော့ကြွဲကသူ့ကိုကြောက်တယ်ဘာဖြစ်လဲဆိုအတယောက်ထဲနဲ့တွေ့တယ်ဆိုတော့ကြာကပြောတယ်မင်းမကြောက်နဲ့မင်းမကြောက်နဲ့နင်းကိုငါမစားဘူးဒါပေမဲ့ငါခိုင်းလိုက်တဲ့ကုမင်းလောက်ရမယ်ဟုတ်ကဲ့ရတယ်ကျွန်တော်လုပ်ပေးမယ်ကြာပါဘူးမှလောလဲတယ်နော်။ຫນွေရောက်တဲ့အချိန်မှာစားဖို့အတွက်မင်းတို့စုထားတဲ့အသီးတွေကနောက်တစ်ယောက်ကစားလိုက်တယ်လို့အမေအဲ့လိုမျိုးပြောလိုက်။မင်းတို့ပွဲမှာ။အာဒီလိုနဲ့ပဲကြွဲရပြန်လာတယ်။ သူဖွဲ့စည်းမှရောက်တဲ့အချိန်မှာသူပြောလိုက်တယ်။မတို့စုထားတဲ့အစားအစာတွေကကိုကောင်စားလိုက်တယ်။ကိုကောင်ကတော့ပြန်ပြောငါမစားရဘူးလေ။အတေးရတဲ့တဲ့ကညင်းွားဖြစ်တယ်။အဖွဲတွေကွဲကြတယ်။တယောက်တနေရာကြီးဖြစ်သွားတယ်။အဲ့ဒီအချိန်မှာဘသူအတွက်ကြိုးရှိတယ်။ကြားအတွက်ကြိုးရှိတယ်။ကြားအဲ့လိုမျိုးမြင်နေတဲ့ဆက်တော့တကောင်ပြီးတကောင်တကောင်ပြီးတကောင်စားလို့ရတယ်။ဒါတွေကကျွန်တော်တို့တို့ပညာတစ်ခုပဲ။ကျွန်တော်တို့ဖွဲ့စည်းရှိတယ်ကျွန်တော်တို့ချစ်နေတဲ့မိတ်ဆွေတွေရှိတယ်ချစ်နေတဲ့တငယ်ချင်းတွေရှိတယ်ဒီအဖွဲ့ကဆရာဘလူးမျိုးလုံးလုံး တယောက်နဲ့တယောက်မခွဲအောင်တယောက်နဲ့တယောက်စိတ်မဖောက်အောင်ဘေးလူကအကြောင်းမင်းတို့အဖွဲ့အစည်းကိုမဖျက်ဆီးဘေးလူကအကြောင်းမဲဖွဲ့ကိုပျက်စီးအောင်တော့နားမရောက်နဲ့ကိုချစ်တဲ့လူကိုယုံကြည်တဲ့လူကိုအဖွဲ့အစည်းမှာတယောက်နဲ့တယောက်ယုံကြည်မှုရှိရှိနဲ့လက်သွဲပြီးတော့တည်ဆောက်ပါအဖွဲ့တစ်ခုမှာကိုအဖွဲ့ကလူပဲဖျက်ဆီးတယ်သူများဘေးကနေဖျက်ဆီးတာမဟုတ်ဘူးနော်သူများဘေးကနေမိထိုးရင်လည်းကိုအဖွဲ့ကလူပဲကိုကိုပြန်ဖျက်ဆီးတယ်တော့ဒါတွေက တလီထားပါလို့မှတ်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးမင်္ဂလာပါမျိုးဗီဒီယိုတွေအမြဲတမ်းလုတ်ပေးနိုင်အောင်ဆင်တော့ကျွန်တော်ကိုအားပေးနေနေဆင်တော့ subscribe လေး follower လေး share လေးနှိပ်သွားပေးပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးမင်္ဂလာပါ